ညီမညီမတပူကြီးကိုနဲ့သမီးလေးဆိုပြီးသူ့ကိုသူဖာသမားဟိုနေ့ဖြစ်လေတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့အကုန်လုံးဆက်ဆက်ခါနာကုန်ညဒီမိန်းကလေးတွေကတရားဝင်အလုတ်လုတ်လုတ်ကင်မျိုးရှိရမယ်ဒီဥပဒေတွေကပြင်ကိုပြင်ရမယ်ဥပဒေဒီမိန်းကလေးတွေကိုဥပဒေကြောင်းရကာကွယ်ရမှာဒီမိန်းကလေးတွေကဖာမဟုတ်ဘူးလိန်လုတ်သားတွေဖာဆိုတာဘလို့မိန်းမမျိုးကိုခေါ်တာလဲလို့မေးလို့ရှိရင် ကိုလင်းနေလဲကိုနေတယ်သူများလင်းနေလဲနေတယ်အဲ့လိုကောင်းမမျိုးဖာလို့ခေါ်တာမတင်းတိမ်ဘူးလင်းကိုကျုံလို့ခွေးလို့ခိုင်းပြီးသူများလင်းတဲ့အခါထပ်ပြီးတော့နေတယ်အဲ့လိုမိန်းမမျိုးကသာဖာဖြစ်တယ်ဒီမိန်းကလေးတွေကဘယ်ယောက်ျားနဲ့ဘလို့နေနေသူတို့မိသားစုစားဖို့နေရတဲ့အလုတ်လုံနေတာဖြစ်ချင်းကြောင့်ဒီမိန်းကလေးတွေကလိန်လုံသွားပဲလိန်လုံသားမိန်းကလေးတွေကတရားဝင်လိုင်စင်နဲ့ကျမ်းမာရေးစစ်ဆေးမှုတွေဟလာအဲ့ဒီလိုမျိုးနဲ့လုံနေတယ် သူ့ဘဝဇာတ်ကြောင်းရပဲထမင်းရှာစားစားဒါမှမဟုတ်ဝါဒနာပါလို့ပဲလှုပ်လို့အဲ့ဒီမိန်းကလေးကြီးရဲ့ဘဝကိုလူလူတူတူအမကန်ချက်နိုင်ငံတော်အစ်စ်နဲ့ကာကွယ်ပေးထားတဲ့လူလိုက်လိမ့်လုံသားလိုင်စင်ပေးတယ်အဲ့တော့မိန်းမကောင်းမိန်းမပြက်လေးဆိုတာဘယ်လိုမျိုးလဲလင်မရခင်မှာလေကိုကာမကိုကိုစောင့်ရှောက်တယ်လင်ရဝိုင်းရင်လေကို့လင်နဲ့ပဲနေတဲ့မိန်းမမျိုးကမိန်းမကောင်းမိန်းမပြက် အဲ့ဒီလိုမိမကောင်မိမမက်မျိုးတွေနဲ့ဖာတယ်မတွေနဲ့လိန်လုံသားတွေနဲ့တန်းကြီးလို့မရအောင်ပခုံးကြီးရှင်လို့မရအောင်အခွင့်အရေးမတူစေရအောင်လိုင်းမော်တက်ပြီးတော့လင်အများကြီးယူတဲ့မိမကဂုံစာပြလို့မရအောင်ငါလေဘယ်နှယောက်ယူနိုင်လဲဆိုပြီးဂုံစာပြရင်မိမကောင်မိမမက်တွေရဲ့ဂုံတိတ်ခေါက်ထိခတ်တယ်ဆိုအဲ့လိုမိမမျိုးအရေးယူမိမကောင်မိမမက်ဖြစ်ရတာဟောဒီလိုမျိုးတန်နေဆိုတဲ့အယူအဆကမိမတွေကောင်းတဲ့ဝင်သွားဓမ္မလည်းမင်းတို့အတွေးခေါ်တယ် အာဒီမိမကလေးတွေကမကောင်းဖားတွေကိုနှိမ်နေနှိမ်နေဆိုတွေကမင်းတို့အတွေးခေါ်တွေကအဆင်မပြေတာလေဟုတ်လားဒီမိန်းကလေးတွေကဖားတွေမဟုတ်ဘူးလိန်လုံသားတွေဖားဆိုတာကမင်းတို့နဲ့နေတယ်မင်းတို့မိန်းမတွေရှင်းမှာထွက်သွားပြီးနောက်လင်နဲ့နေပြီဆိုအဲ့ကောင်မတွေဖားတွေပဲအဲ့ဒါအဲ့ဒါမှဖားလို့ခေါ်လို့ရတယ်အဲ့ဒါကိုဖားဥပဒေနဲ့အရေးယူယောက်ျားတစ်ယောက်ကနှစ်ယောက်လိုင်စင်မရှိဘဲနဲ့အဲ့ဒီလိုနေပြီဆိုရင်ရေးယူ တော့မင်းတို့ဥပဒေတွေကပြောင်းပြန်ပြီးဖြစ်နေဗုဒ္ဓဘာသာတွေကကိုယ့်အကူမှန်နေဆိုရင်လေ့လာကြည့်လိုက်ဘုံမျိုးဘာသာချစ်တဲ့ဘာညာစမဂလာဆိုရင်ကိုယ့်အကူဗုဒ္ဓဘာသာတမိုင်းကိုပြန်လှန်ကြည့်လိုက်မြတ်စွာဘုရားအဆုံးအမတွေပြန်လှန်ကြည့်လိုက်တိရိမာတို့နော်မြတ်စွာဘုရားလက်ထက်တော်ပြည့်စုံပါလိပြည်ကြီးတန့်စံပါလိလင်းယူလို့မရဘူးခလေးမွေးလို့မရဘူးလိမ့်လုံသားတွေတိုင်းပြည်ရဲ့တန်စာတွေ ပြည်ကြီးတက်စားမှာအဲ့တော့ဒီမိန်ကလေးတွေဒီလေယူလို့မရဘူးခလေးမွေးလို့မရဘူးပြစ်တစားလိုင်းစီကင်ထားပြီးတော့ပြစ်တစားလုံစားမယ်ဆိုအဲ့ဒါဆိုရင်ပြစ်တစားကမွေးလာတဲ့အဖေးမခေါ်နိုင်တဲ့ဟလာဟိုခိုင်နှင်းဝေလိုက်ကောက်နေရတဲ့ပြဿနာတွေလည်းကင်းသွားလိမ့်မယ်အလကားနေဒီလိန်စိတ်တွေနှိုးဆွပြီးတော့လိုင်းပေါ်မှာအာကြီးစားကဘယ်နှစ်ယောက်ထားလဲဘယ်နှစ်ယောက်နဲ့အိပ်ဘူးလဲလိုက်မေးနေတာတွေကမိန်းကလေးတွေကိုဖာဆက်သွင်းနေတာမင်းတို့အခုတည်းကဘယ်သူမှအရေးမရှိဘူး လိုင်းပေါ်မှာဒီတိုင်းပြောစောပြောဟောနေကြတယ်ဟုတ်လားလင်ဘယ်နှယောက်ယူတယ်ဆိုတော့ထကြွားတဲ့မိမတွေဘယ်သူမှအရင်မယူဘူးဒါတွေကမိမကောင်းတွေကိုထိခိုက်တယ်မြမအမျိုးသမီးတွေကကုန်သိခောက်ထိခိုက်တယ်ဒါတွေကလွတ်တော်မှာအခြေတင်ချမှာဒီဥပဒေတွေနဲ့တားမှာအတော်ဆန္ဒမင်းကဖာဦးတွေဖာတယ်မတွေကိုနိုင်စင်ထုတ်ပေးလို့ဘာဖြစ်တယ်ညာဖြစ်တယ်မတိုက်ခိုက်နေအဲ့ဒါလုတ်ပေးရမယ့်အလုပ်တွေ လှုပ်ပေးရမယ့်အလုပ်တွေပြီးအဲ့ဒီအမျိုးကောင်းသမီးတွေကဒီမိန်းမတွေနဲ့ရေမောင်တန်းလို့မရဘူးဂုံစာပြလို့မရဘူးပခုံးချင်းရှင်တိုက်လို့မရဘူးဒီမိန်းမတွေကသူ့အစင်တန်းနဲ့သူ့နေရမယ်မိန်းမကောင်းတွေကိုလာပြီးထိလိုက်လို့မရဘူးအဲ့ဒီလိုထိလိုက်လိုက်ဆိုအဲ့ဒီမိန်းမတွေကိုနှိမ်နေရမှာဒါဆိုရင်မြမအမျိုးသမီးတယောက်ကမြမအမျိုးသမီးဆန်ဆန်မိန်းမကောင်းဆန်ဆန်နေငါတို့မှဘလို့စောင့်ရှောက်မှုတွေရတယ်ဘလို့အခွင့်အရေးတွေရှိတယ်ဆိုတော့ဂုံကိုဂုံကိုမြင့်တင်တဲ့စိတ်ကဝင်သွားမှာ နှစ်ထီး၅ချက်နှမချက်နှမ၅ချက်ဆိုလို့ကတော့မင်းတို့ဘာမှဖြစ်မလာဘူးအဲ့တော့တိုင်းပြည်ကောင်စားရေးကိုပြောတယ်ဆိုတော့ဒါတွေကိုပြောရမှာနည်းနည်းအပူလောင်ခံပြီးပြောလိုက်နော်အပူလောင်ခံပြီးနည်းနည်းပြောလိုက်အဲ့တော့မင်းတို့ဖာဆွဲအဆင့်ညီဖာမြူအဆင့်ညီငေါက်လာပြီးတော့မချိန်ချောင်းဘူးမင်းတို့ကဂယုလည်းမဆိုင်ဟုတ်တယ်နော်မင်းတို့ကိုးကွယ်နေတဲ့ကောင်တွေကိုလည်းငါဂယုလည်းမဆိုင်တန်ဖိုးလည်းမထားဘူး ငါတို့ကငါတို့လူမျိုးငါတို့တိုင်းပြည်ကိုငါတို့ချစ်တယ်။ကျန်တဲ့ဘာသာတွေကလွတ်လပ်စွာကိုးကွယ်ခွင့်ရှိရမယ်။ဘုရားဘာသာကိုပခုံးကြီးရှင်ပြီးတိုက်လို့မရဘူး။ငါပြောနေတာတည်းကဒါလေးပဲ။တပည့်ဘာသာတွေအကုန်လုံးလွတ်လွတ်လပ်လပ်တိတော့မှငါပြောလဲတာပဲ။ဒါပေမဲ့ငါတို့ဘုရားဘာသာတို့လာပြီးပခုံးကြီးရှင်တိုက်ပြီးတော့တန်းညှိလို့မရဘူး။အဲ့ဒီလိုပဲမိမပြက်တွေကမိမကောင်းနဲ့တန်းညှိလို့မရဘူး။တန်းရတန်းရပဲရမယ်။နိုင်ငံသားအခွင့်အရေးကနိုင်ငံသား စစ်စစ်တိုင်းရင်သားစစ်စစ်မှာပဲရမယ်တန်ရတန်ရရမယ်ငကြီး၅ချက်နမ၅ချက်စနစ်ငါတို့မှမရှိဘူးဟုတ်လားအဲ့တော့လူလိုတွေးပါမင်းတို့လူလိုတွေးလိုက်အားလုံးအဆင်ပြေတယ်နော်ဒီလွတ်တော်တွေဒီရွေးကောက်ပွဲတွေငါတို့ကငကိုတွေကလိုချင်နေတာဘာကြောင့်လဲငကိုတွေကမင်းတို့ဦးသိန်းစိန်လက်ထက်ပရဲမာတွေကပြောခဲ့တဲ့စကားတွေတပုံတစ်ခေါင်းကြီးရဲ့ကိုကျော်ကြီးပြောခဲ့တာ ဒါပေမဲ့ဘယ်သူမှငါတို့ဖိတ်တက်လိုက်ကောင်းမှာငါတို့မိငါတို့ဖိတ်လည်းမကောင်းငါတို့မိလည်းမကောင်းဟုတ်လားချွတ်တော်ထဲမှာနဗန်းတိုက်ရဲတဲ့နိုင်ငံကြီးသမားပဲလူတင်တာအပြင်မှာဖာကောင်းလုတ်ပြီးတော့အာချလိုက်ပါလောက်ကချလိုက်ပါလောက်ကလှုပ်လိုက်ပါကွာနှက်လိုက်ပါလောက်ကပစံလေးယူလိုက်ဖာကောင်းနေနိုင်ငံသားမှာကောင်းစားနေတာတဘုံနှကောင်းကြီးပဲမင်းတို့မြန်မာလူမျိုးတွေကိုကိုပစံနဲ့ကိုဖာခံရတာကိုဒုက္ခနဲ့ကိုဖာခံရတာအဲ့ဒါလေးပြောပြလိုက်မယ်တတိယရသွားပြီငငယ်တော့ကပြည်မျိုးမှာ အမအနီအမရှိသွားလေတော့တငယ်ချင်းတွေညဘက်ဖီဇန်ဘိန်းတွေခေပေါ့ဖီဇန်လေးနဲ့အရက်ကလေးရတဲ့တများများမူဝီပြန်လာကြတာပြန်လာတဲ့ခါကျတော့ပြေထောင်ကြီးရှိမှာဟိုဘက်မိမနဲ့ဒီဘက်မိမရံဖြစ်ဖြစ်တော့ဒီဘက်ကမိမလှမ်းဆဲဟဲ့နင်တို့လို့ဖာခံစားတာမဟုတ်ဘူးဟိုဘက်ကမိမလည်းပြောဟဲ့နင်လို့အလကားခံတာမဟုတ်ဘူးအဲ့တော့ဟိုဘက်ကကောင်မ ဘာပြောလဲဆိုဟဲ့ငါတို့ကတဲ့ပတ်စံနဲ့လှုပ်တာမဟုတ်ဘောဓာကဏအရာတဲ့ငါတို့ကလှုပ်ရှားတာတဲ့ဩပတ်စံနဲ့ကိုဘွားကိုယုံစားတဲ့မိမယုံနေပြီးတော့အလကားခံရတဲ့မိမညင်းမြတ်နေတယ်အဲ့တော့ခမားတို့ကိုကိုကိုစဉ်းစားခမားတို့နိုင်ငံရေးဖာဖြစ်နေတာငါတို့အဖေကြီးတို့ငါတို့ဘဝတွေနဲ့ရင်းမယ်ဟလာငါတို့အမေကြီးတို့ငါတို့ဘဝတွေနဲ့ရင်းမယ်ဆိုတော့အသက်လွတ်ဖာခံနေကြတာတိုင်းပြည်အတွက်ဘာမှမပါဘူးအဲ့ဒီလိုကောင်းသားမျိုးတွေများတယ်အဲ့လိုဖာဆွဲတွေဖာမြူတွေများတယ် ဟာလားဖာကျွန်းကြီးများလေကိုကိုကိုဘဝကြီးအသက်ကြီးရင်းပြီးဖာခံမဲ့ကောင်ကြီးများလေဒီတိုင်းပြီးတိုးကိုမတိုးတတ်ဘူးမေးလားကိုကိုကိုမေးခင်ဗျားတို့ကိုကိုကိုမေးငါဘာဖြစ်လို့လူဖြစ်နေရလဲအဘာလို့လူဖြစ်နေရလဲကိုကိုမေးကြည့်စမ်းဘာလို့ဘို့လဲခွေးလို့နေဖို့လားကျုံလို့နေဖို့လားသူများကိုဖာခံဖို့လားဟာလားအာငါတို့ယူသွားတာ sorry so sorry sorry ဘာယူွားရမလူမှန်လို့ရှင်လူလိုနေထိုင်ခွင့်ရှိရလူလိုအသက်ရှင်ခွင့်ရှိရလူပိပိတတနေခွင့်ရှိရမယ်ပညာတွေသင်ခွင့်ရှိရမယ်ចောင်းတန်းနဲ့ပညာသင်စရာမလိုဘူးခေါင်းဖာတယ်မလည်းတိုက်နဲ့ကားနဲ့နေနိုင်တယ်ပလုံကောက်တဲ့កောင်းနဲ့ကားဝယ်စီးနိုင်တယ်ကိုရရောင်းတဲ့လူတွေတိုက်ဆောင်တယ်ပညာမရှိလို့ရှင်အဲ့တိုင်းကြီးလူနဲ့လူမွေးလူတော်မပြောင်းဘူးအတွေးခေါ်လူ ပညာကို အားမပေးဘဲနဲ့အရာရာနဲ့ဖိနေတာလို့မရအောင်။မြတ်စွာဘုရားတာသနာမှာပြစ်ဒဇာတိနဲ့ပတ်သက်လို့ကာမေတုမိစ္ဆာမစာရကလွတ်တဲ့မိမကပြစ်ဒဇာမှာတယောက်ပဲရှိတယ်။လူပြိုအပြိုနေအောင်ကာမေတုမိစ္ဆာစာရကံပြောက်တယ်။အဲ့တော့ပြစ်ဒဇာမှာဒီလိုင်စင်ပေးလိုက်လို့ရှိရင်ကာမေတုမိစ္ဆာစာရကံလွတ်သွားလိမ့်မယ်။ကာမေတုမိစ္ဆာစာရကံမှာတော့အပြစ်ဒဇာမှာကတယောက်တော့သူနဲ့ပတ်ဆက်ယူထားတယ် ဆင်ရန်ရိုက်ပြီးသွားပြီဆိုရင်နောက်တစ်ယောက်ကကျူးကျော်ပိုင်မွေးမရှိဘူးနောက်တစ်ယောက်ကျူးကျော်လို့ရှိရင်အာကာမေသူမိဆာဆာလာခံရောက်တယ်တလင်းတများစနစ်လုတ်ထားတယ်တလင်းတများစနစ်မှာယောက်ျားတွေကမနေနိုင်လို့နောက်မိမယူမယ်ဆိုရင်ပြဿနာတက်မယ်အဲ့ဒီယောက်ျားကလိုင်စင်ရှိတဲ့မိန်းကလေးနဲ့နေမယ်ဆိုရင်သူ့ဒီအိမ်တော်ကြီးဖောက်ပြန်တာမဟုတ်ဘူးနောက်ထပ်မရင်ငယ်ဆိုတော့ပြဿနာတွေလည်းပေါ်မလာတော့မရက်ရိုင်နေလည်းပေါ်မလာတော့သူ့ကိုတလင်းတများတစနစ်နဲ့လည်း အရေးယူလို့မရအောင်ဟုတ်လားအဲ့တော့ဒီလိုမျိုးအဖက်ဖက်ကပြည်စုံနဲ့အလုံးမျိုးကိုမလုပ်ဘဲနဲ့အာဖိနေရမယ်နှိကိုရမယ်ဒီမိမတွေကဘာဖြစ်ရမယ်ဆိုတာနှိကိုရမယ်မိမတွေကကိုလင်းနဲ့ကိုနေမနေဘဲနဲ့သူများကသွားပြီးဟာတဲ့နေတဲ့ဟာမျိုးကြီးနော်ငါဆရာလာပြီတော့တော့မယ်